ကျွန်တော်နဲ့မန်နုစာရီကျွန်ုပ်ဒီချူဆော့ကိုရီးယားပည့်ရရှိကုံဆုံးခဲ့၍အလုံးစလုံးတော့နေ့မနက်9နာရီခန့်တိတ်ဆိတ်သောနေရာတွင်ကျွန်ုပ်တယောက်တည်းအလုံးလုံးနေစဉ်အနံ့ပြင်းလွန်းသည်လည်းမဟုတ်၊မွှေးလွန်းသည်လည်းမဟုတ်သောဒီရောရေမွေးအနံ့ရလိုက်သဖြင့်အနောက်သို့လှည့်ကြည့်လိုက်ရာဘိုက်ထဲတွင်မစင်မရှိဘူးဟုထင်ရလာအောင်လွန်စွာမှချောမောလှပသောကိုရီးယားမိန်းမချော်လေးတယောက် ဟွန်တိုင်းကားပေါ်မှဆင်းလာပြီးမြန်မာဘာသာဖြင့်ကျွန်ုပ်ကိုမင်္ဂလာပါဟုနှုတ်ဆက်လိုက်သည်ကျွန်ုပ်၏စိတ်ထဲ၌လုံခြုံပေးကင်း၏အဖွဲကအသက်ရောက်လာသောမင်းကလေးဟုထင်မိလိုက်သည် ထို့သောကျွန်ုပ်တွေးတောနေစမှာပဲ ထိုမင်းကလေးကနေမြန်မာပြည်ကိုမပြန်ချင်ဘူးလားဟုလွန်စွာမှမြန်မာစကားပြသလာသောအတန်ဖြင့်မေးမြန်းလိုက်ရာကျွန်ုပ်သည်ဘာမှပြန်မပြောနိုင်လောက်အောင်မှန်တက်နေတော်သည် ထို့အခမင်းကလေးကသူဟာမြန်မာစကားအပြင် ပါဠိဘာသာ အင်္ဂလိပ်ဘာသာဖြင့်ကိုရီးယားဘာသာတို့ကိုကျွမ်းကျင်စွာပြောတတ်ကြောင်းပြောကြားခဲ့သည်။ကျွန်ုပ်သည်လည်းအခြားဘာသာစကားကိုရစေရပေလိမ့်မည်။ပါဠိဘာသာကိုတော့ရလိမ့်မည်မဟုတ်ဟုယူဆမိသည့်အလျောက်ဒါဆိုလဲပါဠိဘာသာကိုနည်းနည်းပြောပြပါအောင်လို့စိတ်ထဲကနေပြောနေစဉ်ထိုမိမပြူလေးကဘာလဲ။နင်က ငါပါဠိဘာသာတတ်တာကိုမယုံဘူးလားဟုပြောလိုက်သဖြင့်အနေငယ်အံ့ဩမိလိုက်သည်တလန့်စာထဲမှာပဲထိုကိုရီးယားသူလေးကဓမ္မဆက်ကြထဲမှာပါတော့ပိရိဟိပိပရောကောဒုက္ခချက်တော်သူနဲ့ကြွေကွင်းရခြင်းတိဒုက္ခအပိရိဟိတမယောကောဒုက္ခမချစ်မနစ်သက်တော်သူနဲ့အတူနေရခြင်းတိလည်းဒုက္ခဟုရွှတ်ပြလိုက်သဖြင့် ကျွန်ုပ်ဤတန်တရားစိတ်ကိုဖယ်ရှားလိုက်လေသည်ထို့နောက်ကျွန်ုပ်ကဆက်လက်၍ဤလွန်မီမော်ရဲရိုနာမည်ဘလို့ခေါ်ပါသလဲဟုအတိတ်ပဲရသောစကားကိုငပီးအတန်ပေါက်နေသောလေယူလေသိန်းဖြင့်မေးလိုက်ရဝဲထိုကိုရီးယားသူလေးကမနုစာရီဟုတ်တယ်ငါနာမည်မနုစာရီပဲထိုအခါကျွန်ုပ်ကကြာလွန်ခဲ့သောအနှစ်2600ခန်းကယခု19မြို့နေရာတွင်တရှိသော တတတိုင်းပြည်ကအတိတရမင်းသားလေးရဲ့ပညာရှိမိန်းကလေးချစ်သူမြန်မာပြည်အင်္ဂလိပ်ခေတ်ကလက်ဖစ်တိုင်နန်းဝေကိုယူလာအောင်လုပ်ခဲ့တဲ့မနှုစာရီဟုတ်လားတက္ကသိုလ်ကျောင်းသားလေးမောင်ကျော်ခိုင်ကိုစိတ်တစားဖြစ်စေတဲ့မနှုစာရီဆရာကြီးမင်းသိခါနဲ့ရွှေတကုံဖျားပေါ်မှာဆုံတွေ့ခဲ့တဲ့အဲ့ဒီမနှုစာရီဟုတ်လားဟုတ်လားဟုအလွန်ထူးဆန်းသောအမှုရာဖြင့်ကျွန်ုပ်ကမေးလိုက်ရာထိုကိုရီးယားမလေးက နဲကူလို့ချူအေးဟုတ်တယ်လို့အတိတ်ပဲရသောစကားဖြင့်ပြန်ပြေးလိုက်သည်မှတ်ချက်ဒီနေရာ၌မနုစာရီကိုခေါ်သော ကိုရီးယားမိမပြိုလေးရဲ့အလှကိုပြောပြဖို့လိုပါလိမ့်မည်ကျွန်ုပ်သည်အင်မတန်မှချောမောလှပသော ကိုရီးယားသူလေးတွေကိုစိုးဘက်တွင်မကြာခဏတွေ့ဖို့မြင်ဖို့စကားပြောပို့ခဲ့ပါသည်အီမိန်ကလေးဒီကထို့သူတို့အထက်အဆများစွာလှပနေပါသည်အသားအရေမှာ စပားမဲ့ရောင်လို့မဝါလုံးမဖြူလုံးရေတောက်ပင်လျင်လေချောင်းမှရေဆင်းသည်ကို အထင်းသားမြင်နိုင်ပြီးမျက်ခုံးမျက်လုံးနှာရန်တို့မှလည်းလွန်စွာမှချုံးမလှပသောပကြီးကားတွေကမင်းမပြိုလေးပမာအင်ဒရီသိခါကြီးမလွန်လာသောယောက်ျားအရင်မကြီးကိုတော့မိမျောသွားနိုင်လောက်တဲ့အလှပင်ဖြစ်ပြီးတော့သည်သူ့ရဲ့နှခမ်းလှလှလေးမှထွက်ပေါ်လာသောအတန်ဟာလဲလွမ်းဆွေးတဲ့အတန်မှာပုံတိုင်းခံရတဲ့အော်အော်ငှက်ကပင် အကြအတူယူပွဲကောင်းလောက်အောင်မေတ္တာဓာတ်ဂယုဏဓာတ်အပြည့်အဝပါသောအတန်ပင်ဖြစ်ပါသည်မိမဆိုလျင်ခက်ကင်းကင်းနေတတ်သော ကျွန်ုပ်ဒီပင်လဲထိုမိန်းကလေးကိုမျက်တောင်မခတ်ပဲကြည်ခင်မိသည်ကိုတော့ဝန်ခံလိုက်ပါတယ်အင်းများလောက်ဆိုလျင်တော့ထိုမိန်းကလေးရဲ့အလှကိုတော်တန်မှန်းဆမိမည်ဟုယုံကြည်မိပါတယ်သူမဟာ သူမရဲ့အတိတ်ဘဝကချစ်သူဟာမြမပြီမှာမွေးဖွားခဲ့ကြရခုအခါမှာ ကိုရီးယားကိုရောက်ပြီးအလုပ်လုပ်ကင်နေကြ။ပြီးတော့ထိုကောင်လေးဟာရုပ်ဝါဒီတမားတယောက်ဖြစ်ကြ။ရုပ်လောကကိုသာယုံ၍နာမ်လောကအတိတ်ဘဝကိုမယုံတော်သူဖြစ်ကြ။ကျွန်ုပ်ထံသို့ကိုရီးယားလိုတဖုံမြန်မာလိုတမျိုးစီကာပကုံးပြောကြနေတော်သည်။ထိုသူကိုတွေ့လျင်သူတို့အတိတ်ဘဝကသစ္စာဆိုထားသည့်အတိုင်းအရိမြတ္တိယမြတ်စွာဘုရားကို အတူဖူးပြီးအမတာဆိုတဲ့ တည်ဆုံခြင်းချစ်ချင်းမုန်းခြင်းမရှိတဲ့ငြိမ်းအေးခြင်းသာရှိတဲ့နိဗ္ဗာန်လို့ခေါ်တဲ့နိဗ္ဗာန်ကို အတူသွားခြင်းနဲ့အကြောင်းပြောပြပေးဖို့တောင်းဆိုနေသည်ထို့ကြောင့်ကျွန်ုပ်ဒီလဲခမည်းဟာအတိတ်ဘဝကချစ်သူကိုတွေ့ရုံများဖြင့်နိဗ္ဗာန်ကို အတူသွားလို့မရသေးကြောင်းပြတ်နေတဲ့လက်တစ်ဖက်ကိုယူရအောင်မှမဟုတ်လားဟုဆရာကြီးမင်းသိခါရဲ့ဝတ္ထုကိုဖတ်ခဲတဲ့ကျွန်ုပ်ကထို့အကြောင်းအရာကိုသိထားသည့်အတိုင်းပြောကြလိုက်ရာ ထိုကိုရီးယားမိမပြိုလေးကဟုတ်တယ်အဲ့ဒီလက်ပြက်ကိုတော့သူမြန်မာပြည်အလဲသွားတဲ့အခါတလောက ငလင်လှုပ်၍ဖြိုချလူနီပါဖြစ်သွားတဲ့ကြောက်စင်ဝေဘူးတောင်မှာရှိတဲ့ကြောက်တစ်တာကြီးထဲမှာသူကိုယ်တိုင်သွားရှာမည်ဖြစ်ကြပြောနေပါတော့တယ်စံတုပ်တီလည်းမနုစာရီရှာနေတဲ့ကောင်လေးကိုတဖက်တလန်းရှာပြီးနိုင်နေဆိုတဲ့အကြောင်းကျွန်ုပ်ဟာ Facebook, TikTok, YouTube မှာလူအများကိုဘာမစ်စကေဘလော့မှာ ဗီဒီယိုတွေဖန်တီးပြီးတင်ဆက်နေတဲ့သူတယောက်ဖြစ်တာကြောင့်မိန်းကလေးရဲ့ချစ်သူကိုရှာဖွေပေးမည်ဟုကတိပေးလိုက်ပြီးခဏအတွင်မှာထိုမိန်းကလေးက Thanks guys လို့ပြောပြီးဟော်တိုင်းကားပေါ်သို့တက်ပြီးမောင်းရထွက်ခွာသွားလေတော့သည်ထိုဆယ်မိနစ်ခန့်ကြာသောအဖြစ်ပြက်ကိုမယုံနိုင်သေးသောကျွန်ုပ်သည်လည်းခေါင်းဆောင်များကိုဒီဆိုင်ရဲ့ postcode ရုံးမှာမိန်းကလေးရှိလားဟု လိုက်၍မေးမြန်းရာထိုသူများကမိန်းကလေးမရှိကြောင်း အကံ၍ရှိလျင်လဲအလုတ်ဆိုင်ထဲသို့ဆင်းမလာကြကြောင်းပြန်ဖြေးချလိုက်ကြသည်မိတို့ပင်ဆိုစီကမူကျွန်ုပ်သည်ထုံမင်းကလေးမနုစာရီကိုသူဤချစ်သူကိုကူရှာပေးမည်ဟုဂတိပေးခဲ့သည့်အလျောက်ဤအဖြစ်ပြက်ကိုမချွေးမချမ်းပြန်လည်တင်ပြလိုက်ရပါတော့သည်မှတ်ချက်ထုံမင်းကလေးဟာသူမချစ်သူရဲ့လမ်းမောင်းမှာထူဆန်းသောဂျေအားဆိုတဲ့အမတ်အသားတတူးရှိကြောင်းပြောခဲ့လိုက်ပါသည်အ мян ဆုံးရှာတွေ့ပြီးအရင်မြစ်ကြီးက မြတ်စွာဘုရားကို အတူဖူးတွေ့ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေမနုစာရီမနုစာရီရဲ့အကြောင်းစုံကိုဖတ်လို့သူအဖို့ဆရာကြီးမင်းသိမ့်ခါဤမနုစာရီဝတ္ထုကိုဖတ်ရှုကြပါလော့